တုံးရလုံးတိုက်ခန်းထဲမှာမိခင်ဖြစ်သူကွယ်လွန်နေတာကိုသမီးတယောက်အနေနဲ့မသိဘူးဆိုတဲ့အပေါ်ဖြေရှင်းလာခဲ့တဲ့ရည်ရည်ပွင့်ဖြူအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ် ကွယ်လွန်ရမယ့်အချိန်ကိုဘယ်သူကမှမသိနိုင်သလုံးမနှက်ဖြန်ဆိုရလဲမသေးချဘူးဆိုတော့ကိုအခုနောက်ပိုင်းမှာဖြစ်ရများစွာကနေသင်္ကန်းစာရရှိလို့နေပါတယ်ပြီးခဲ့တဲ့ရက်မှာလည်းရည်ရည်ပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်ဝင်းကရုတ်တရက်ကွယ်လွန်သွားခဲ့တာပါမိခင်ဖြစ်သူဒေါခင်တန်ဝင်းကကျမရေးမကောင်းတာကြောင့်အိမ်ရတဲ့လဲနေတဲ့အနေထားမျိုးလည်းမဟုတ်ဘဲကွယ်လွန်သွားခဲ့တာပါရည်ရည်ပွင့်ဖြူရဲ့ခင်မောဖြစ်သူမောင်ကိုတိုင်းတင်လာခဲ့တဲ့အတွက်အလုံးကသိခဲ့ရတာပါမောင်တို့ကတော့ရောက်မှဖြစ်သူကွယ်လွန်ရတဲ့အကြောင်းရင်းကိုအတိမပေးထားပဲနိုင်ရေးဖိတ်စာနဲ့ယနေ့သူတွေကိုအတိပေးလာခဲ့တာပါ24ရက်နေ့ နက်7:00နာရီမှာမိခင်ဖြစ်သူဒေါခင်တဝင်းကကွယ်လွန်သွားခဲ့တယ်ဆိုပြီးအသိပေးလာခဲ့ပါတယ်။ရည်ရွယ်ပွင့်ဖြူရဲ့မိခင်ကသွေးတိုးယောဂါကြောင့်ကွယ်လွန်သွားခဲ့ရတာလို့သာအသိပေးလာခဲ့တာပေါ့။ဘာကြောင့်ကွယ်လွန်လဲဆိုတော့လူအများကအသေးစိတ်သိချင်နေကြချိန်မှာပဲဒေါခင်တဝင်းနေတဲ့ရက်ကွက်ကလူတွေကသူတို့သိတာတချို့ကိုရေးသားလာခဲ့ကြတာပေါ့။ရည်ရွယ်ပွင့်ဖြူကမောင်နဲ့အိမ်တော်ကြပြီးချိန်မှာမိခင်ဖြစ်သူနဲ့အတူမနေပါဘူး။သူတယောက်တည်းတိုက်ခမ်းမှနေထိုင်နေတာဖြစ်ပါတယ်။ တမီးနှစ်ယောက်ရှိပေမဲ့တယောက်ကနိုင်ငံသားမှနေထိုင်ကရေပွင့်ဖြူကလည်းသူ့အိမ်တောင်ထဲသို့ခွဲနေနေတာမို့သူအရင်နေထိုင်နေကြတိုက်ခမ်းမှသာဆက်နေထိုင်နေတာပါ။ဒါကြောင့်မို့ဒေါခင်တန်ဝင်းနေထိုင်တဲ့တိုက်ခမ်းရဲ့ပဝင်းချင်းကရေပွင့်ဖြူမိခင်က24ရက်နေမှာကွယ်လွန်တာမဟုတ်ဘဲလွန်ခဲ့တဲ့3ရက်ကကွယ်လွန်တာဆိုပြီးပြောဆိုနေကြပါတယ်။မိခင်ဖြစ်သူကတိုက်ခမ်းထဲမှာတယောက်ထဲနေထိုင်ကကွယ်လွန်နေတာကိုရေပွင့်ဖြူတို့ကမသိတာပါဆိုပြီးပြောဆိုနေကြတာပါ။ တကယ်တော့ကွယ်လွန်တယ်ဆိုတာကိုမသိဖို့ကမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လည်းလူအများကရက်ွက်ထဲမှာအခုလိုဆွဆွဲပြောဆိုနေကြတာပါ။တိုက်ခန်းထဲမှာ၃ရက်လောက်ပိတ်မိနေကအနံ့ထွက်မှလူသိတယ်ဆိုတဲ့အဖြစ်နဲ့ပြောဆိုရေးသားလာခဲ့တာဖြစ်ပါတယ်။ရေရေပွင့်ဖြူကအခုလိုသတင်းတွေပြန့်နှံ့နေတဲ့အတွက်သူ့အနေနဲ့စိတ်ထိခိုက်ကအမှန်တရားကိုထုတ်ပြောလာခဲ့တာပါ။သတင်းအမားတွေလွှင့်နေသလိုလွန်ခဲ့တဲ့၃ရက်ကကွယ်လွန်ခဲ့တာမဟုတ်ဘဲမလ၂၄ရက်နေ့မနက်၁၀နာရီမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူဒေါခင်တဝင်းကအိမ်ရတဲ့လဲနေတဲ့ယောဂရီကြောင့်မဟုတ်ဘဲသွေးတိုးယောဂကြောင့်ကွယ်လွန်သွားခဲ့ရတာပေါ့ရည်ရည်ပွင့်ဖြူရဲ့မိခင်ကသွေးတိုးယောဂရှိပါတယ်ဈေးပုံမှန်မတော့ဘဲသွေးတိုးစာစားမိတာနဲ့ရုတ်တရက်ဆိုသလိုသွေးကစောင့်တိုးတတ်တတ်တာမို့မိခင်ဖြစ်သူကလည်းရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်ရည်ရည်ပွင့်ဖြူကအခုချိန်မှာမိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အပူနဲ့ပူဆွေးနေရပါပြီဒေါခင်တဝင်းရဲ့နာရီကမလ26ရက်နေ့မှာလှုပ်သွားမှာပေါ့ နာရေးကိုအနှစ်ပညာအတိုင်းဝန်းနဲ့ယင်းနေသူတွေကိုသာဖိတ်ကြားထားခဲ့တာဖြစ်ပြီးမီဒီယာအတိုင်းဝန်းကိုမလာဖို့မြစ်တာရက်ခံထားပါတယ်။သတင်းမီဒီယာသမားတွေအနေနဲ့နာရေးကိုလာကသတင်းယူကြတာမျိုးမလုပ်ပါနဲ့လို့လည်းတောင်းဆိုထားတာပေါ့။သူတို့အနေနဲ့ပူဆွေးနေရတဲ့အတွက်ဘာတစ်ခုကိုမှမီဒီယာမှာဖြေဆိုခြင်းစိတ်မရှိပါဘူး။ ဒါကြောင့်မို့လဲမီဒီယာကိုသတင်းမယူဖို့တောင်းပန်ထားတာ ဖြစ်ပါတယ်။ရီအဖွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါ်သတန်းဝင်းကိုဇပိုတရုတ်ဆောင်တယောက်အနေနဲ့ဇာကားရီအများကြီးရိုက်ခဲ့တာပါ။အခုနောက်ပိုင်းမှသာဇာကားမရိုက်ဖြစ်တော့ဖြစ်ပါတယ်။၃ရက်လုံးလုံးတိုက်ခန်းထဲမှာပိတ်မိကမိခင်ဖြစ်သူကွယ်လွန်နေတာကိုသမီးတယောက်အနေနဲ့မသိဘူးဆိုတဲ့အပေါ်ဖြေရှင်းလာခဲ့တဲ့ရီအဖွင့်ဖြူနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။